ပန်ဒိုဂျာနဲ့ရင်ဆိုင်ရမယ့်ပွဲနဲ့ပတ်သက်ပြီးစိတ်ပူနေကြတဲ့ပရိသတ်တွေကိုအခုလိုပြပြလိုက်တဲ့ဂျော့ရှွာဘန်ပရိသတ်ကြီးလက်တလုံးမှာတော့ချင်းတိုင်းသားဖိုင်တာလေးဂျော့ရှွာဘန်နဲ့အကြောင်းတွေပဲတင်ဆက်နေလို့အပြစ်မမြင်ကြပါနဲ့လို့ပထမဆုံးတောင်းဆိုကြပါတယ်ဂျော့ရှွာဘန်ကကျမတို့ရဲ့မြမကုံဆောင်ဖိုင်တာ2မို့လဲအခုလိုမျိုးကုံစွာနဲ့အစီအစဉ်တွေကိုစီစဉ်တင်ဆက်ပေးနေရတာဖြစ်ပါတယ်ဂျော့ရှွာဘန်ကိုချစ်ခင်အားပေးကြတဲ့သူတွေကလည်းနေရာအနှံ့မှာအများကြီးရှိကြမယ်ထင်ပါတယ်မကြမီလာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာဆိုရင်ဂျော့ရှွာဘန်ရဲ့ Flyweight Champion ခပ်ပတ်လူပွဲကြီးကိုကျမ မတို့ရဲ့အတူတူရင်ခုန်စွာနဲ့ကြည့်ရှုရတော့မှာဖြစ်ပါတယ်။တဖက်ဖိုင်တာပန်နူဂျာကချန်ပီယံခပ်ဘက်ကိုအချိန်မောင်းများစွာကောက်ွယ်ထားနိုင်သူဖြစ်လို့လေပရိသတ်တွေကတော့ဂျော့ရှွာဘန်အတွက်စိတ်ပူနေကြရတာဖြစ်ပါတယ်။ ဂျော်ရှွာဘန်နဲ့ဘန်ဒူဂျာတို့ရဲ့ပွဲကတော့ဒီမိုဘိုင်းအင်ဒီယာနာမှာပြုလုပ်မဲ့ UFC 323ပွဲမှာခေါင်ပွဲအနေနဲ့ဆော့ရမှာလည်းဖြစ်ပါတယ်။ကျင်းပမယ့်အချိန်ကတော့ဒီဇင်ဘာ6ရက်နေ့ဖြစ်ပြီးတော့မြန်မာစံတော်ချိန်အနေနဲ့ဆိုရင်တော့ဒီဇင်ဘာ9ရက်နေ့မနေ့အစောပိုင်းမှာကြည့်ရှုအားပေးရမှာပါရှင်။ဖိုင်တာနဲ့ရောစလုံးမှာတော့ဖီးယားအနေနဲ့အများဆိုတာကတော့ရှိမယ်ဆိုတာသိကြပါတယ်။ဒါကြောင့်လည်းဖီးယားချင်းရှင်မယ်ဆိုရင်တော့ဘန်ဒူဂျာကဖီးယားပိုများမယ်ထင်ပါတယ်နော်။ချန်ပီယံခပတ်ကြီးကိုကန်ဆောင်ထားတဲ့ဘန်ဒူဂျာကတက်တဲ့လူငယ်ဖိုင်တာလေးဂျော်ရှွာဘန်နဲ့ရင်ဆိုင်တွေ့ဆုံရမယ့်ဖီးယားကတော့ပြောမပြတတ်လောက် ောင်များနေမဲ့ထင်ပါတယ်။ဂျိုရှာဘန်ကတော့ရှုံးခရင်တောင်နာမည်ပြတ်သိပ်ပြီးတော့မရှိနိုင်ပါဘူး။ဒီအသက်ရွယ်နဲ့မို့နောက်ထပ်ချန်ပီယံခပတ်လူခွင့်အများကြီးရှိပါသေးတယ်။ဖီးယားပိုများတဲ့သူကအမှားများနိုင်တဲ့သဘာဝကတော့ထုံးစံမှာပဲရှင်။ဂျိုရှာဘန်မှာဖီးယားသိပ်မရှိပါဘူး။ဒါကြောင့်မလို့လဲဘန်ဒိုချာကိုကြောက်ရွံ့နေမှာမဟုတ်ပဲသူ့ရဲ့ပုံစံအတိုင်းရဲဝန်းနဲ့ပဲတွေ့လုံနေလာပါလိမ့်မယ်ရှင်။ဂျိုရှာဘန်အနေနဲ့ဒီပွဲမှာတိချာလေးကိုပြင်ဆင်လာမယ်ဆိုတာကတော့ကြီးနေနေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ Joshua Ben ကသူ့ကိုစိတ်ပူနေကြတဲ့သူတွေအတွက်အခုလိုပဲပြပြလာခဲ့ပါတယ်။ Joshua Ben ကပြည်သက်တွေစိတ်မပူကြပါနဲ့။ ပန်တို့ချာကိုအနိုင်ရဖို့အတွက်ကျွန်တော်အကောင်းဆုံးလေ့ကျင့်ထားပါတယ်။ဒီပွဲကအရန်ကိုအရေးကြီးတဲ့ပွဲတစ်ပွဲပါ။ချန်ပီယံဖြစ်အောင်လည်းအစွမ်းကုန်ကြိုးစားသွားမှာပါ။ချန်ပီယံအစ်စ်မန်ကဘာလုပ်လဲဆိုတာသိရတော့မှာပါ။ဒီပွဲအတွက်အစိတ်မပူကြပါနဲ့ဆိုပြီးတော့အခုပွဲနဲ့ပတ်သက်ပြီးတော့အစိတ်မပူကြဖို့အတွက်ပြောလာခဲ့တာဖြစ်ပါတယ်။ကိုကိုကိုယုံကြည်မှုအပြည့်နဲ့ဂျိုရှဝန်ကတော့ပြည်သက်တီကိုတောင်ပြန်ပြီးတော့အားပေးထားသေးတာပါနော်။ဂျိုဝိုင်းထဲမှာလည်းစိတ်ကိုတည်ငြိမ်စွာကစားတတ်တဲ့ဂျိုရှဝန်ကချန်ပီယံခပ်ရယူနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ ဂျိုရှွာဘန်နဲ့ဂျိုစာအထုံးမူတွေကကြာလီရင်ဆိုင်ရခတ်တဲ့ဖိုင်တာကျူးလို့ဖြစ်လာနေပါပြီ။ကေပရိသက်ကြီးတို့ရောဂျိုရှွာဘန်ပြောသလိုသူ့ကိုယုံကြည်စွာနဲ့အပြင်းနဲ့ပဲလာမယ့်ဒီဇင်ဘာလ6ရက်မြန်မာစံတော်ချိန်အနေနဲ့ဆိုရင်တော့ဒီဇင်ဘာ9ရက်နေ့မနေ့အစောပိုင်းမှာဂျိုရှွာဘန်နဲ့ဖလိုင်းဝေတန်ချန်ပီယံခပ်ပတ်လူပွဲကိုအင်ကုံစွာနဲ့အတူတူအပြင်းလိုက်ကြရအောင်ပါရှင်။